အလုံးမင်္ဂလာပါဒီခါလာပြီးတော့မျှဝေပေးခြင်းတဲ့ဗီဒီယိုလေးကြတော့ပြီးခဲ့တဲ့၄-၅ရက်ကကျွန်တော်တင်ထားတဲ့တည်င်းလေးကို edit ပြန်လုပ်ပေးမယ်ခင်ဗျအဲ့ဒီတည်င်းကဘာလဲဆိုတဲ့ခါကြားရင်လွန်ခဲ့တဲ့အာကျွန်တော်တင်ထားတာဘယ်နေ့ရလဲလွန်ခဲ့တဲ့၄-၅ရက်ပဲကျွန်တော်ပြောလိုက်တော့ပေါ့နော်အဲ့ဒီလွန်ခဲ့တဲ့၄-၅ရက်မှာဘာဖြစ်လဲဆိုတော့တရုတ်နိုင်ငံဒါနဲ့ဒီထိုင်းက အာမင်းကလေးအသွင်ပြောင်းထားတဲ့ကောင်မတ်လေးလို့ပဲပြောလိုက်တော့ပေါ့နော်အဲ့ဒီကောင်မတ်လေးကိစ္စဖြစ်ပါတယ်ဖြစ်တဲ့ပုံစံကဘာလဲဆိုရင်ဒီသူကကျွန်တော်ကအကောင့်နဲ့ညှိသွားမှဆိုလို့ကျွန်တော်ပြောတာနော်ကြက်လိုက်တယ်ပေါ့နော်ကြက်လိုက်တယ်တရုတ်နိုင်ငံသားကကြက်ပြီးတော့သူကပြောရမယ်ဆိုရင်အစာပလာတွေပေါ့အဲ့လိုမျိုးသူကထုတ်လိုက်တယ်အဲ့လိုမျိုးထုတ်လိုက်တဲ့ဟာတွေကိုပျောက်နေတဲ့ပျောက်ဆုံးနေတဲ့အရာတွေကို မေးတာပေါ့နော်အခုတော့ဖမ်းမိသွားပြီဆိုတော့မေးတယ်စစ်ဆေးတဲ့အခါကျတော့အဲ့ဒီပြောင်းနေတဲ့အဆုတ်တို့ဘာတို့တွေကို तू ကဘယ်လိုပြောမလဲဆိုကစားလိုက်တယ်လို့ပြောတယ် तू ကစားလိုက်တာကဘယ်လိုကစားလိုက်လဲဆိုရင်ကာကြီးတွေဘာတွေနဲ့အဲ့လိုမျိုးပေါ့သူစကုတို့စာရွက်တွေကိုကိုက်တယ်လို့မျိုးပေါ့ तू ကအဲ့ဒီလိုမျိုးကိုက်တယ်လို့ तू ကပြောတယ်အဲ့ဒီလိုမျိုးကိုက်ချက်ကိုက်ဒါကြောင့်မဟုတ်လို့အဲ့ဒီစာအနာတွေကအလုံးပျောက်ကွယ်သွားတယ်ဆိုတာ तू က ပြောလာတယ်ပေါ့နော်ဒီဒီတပ်ပုံတွေကဘယ်ကြီးပဲပေါ့နော်သူကတရုတ်နိုင်ငံသားဖြစ်ပါတယ်ဆိုတော့သူဟာအဲ့ဒီလိုမျိုးပဲသူဖြည့်တွင်းချက်ထုတ်ထတာပေါ့နော်တချို့တွေကလည်းမယုံကြဘူးပေါ့နော်တချို့တွေကြတော့လည်းအာရောင်းစားလိုက်တယ်အဲ့လိုပုံစံမျိုးပြောတယ်ပေါ့နော်ရောင်းလာလားအဲ့လိုပုံစံမျိုးသူကပြောတယ်လူရဲ့ခန္ဓာကိုယ်ရဲ့အာဘယ်လိုပြောမလဲအာက တကယ်တန်ဖိုးရှိတာတွေပဲကျတယ်လို့တော့ပြောလို့ရတယ်ပေါ့နော်အဲ့တဲ့ပုံစံမျိုးတချို့ကလည်းရောင်းစားတာဖြစ်နိုင်တယ်အဲ့လိုမျိုးတွေပေါ့နော်ဒါပေမဲ့ဆရာဝန်တွေသုံးသက်ချက်အရာကတော့ရောင်းစားတာတော့မဖြစ်နိုင်ဘူးသူပြောတဲ့အတိုင်းပဲဖြစ်နိုင်တယ်ဆိုတာကိုတော့သူတို့တွေကတော့ပြောထားတယ်ပေါ့နော်ဘာဖြစ်လို့လဲဆိုတော့တကယ်လို့အဲ့လိုမျိုးရောင်းစားတဲ့အခါတွေဆိုလို့ရှိရင်ဘာတွေလုပ်ရမလဲဆိုရင်တကယ်စစ်ပစ္စည်းတွေရေခဲတွေဘာတွေ ਨੇ ဒီဟာကိုထိမ့်သိမ်းရတဲ့အာဘယ်လိုပြောမလဲ ဒါတွေကဒီစစ်ပစ္စည်းတွေလိုအပ်တယ်ပေါ့နော်အဲ့ဒီဟာတွေနဲ့မှတာလေးရင်အဲ့လိုခုလိုမျိုးဒီရောင်းစားတာတို့ရောင်းတာတို့ဘာတို့အဲ့လိုပုံစံမျိုးကိုလုံးလို့ရတယ်လို့ပြောတာပေါ့နော်အခုကသူကဘာအစီအစဉ်မှမရှိဘဲနဲ့အခုလိုမျိုးသူကလှုပ်လိုက်တယ်သူလှုပ်လိုက်တဲ့အကြောင်းရင်းကဘယ်လိုပုံစံမျိုးလဲဆိုရင်ကျွန်တော်တို့မြင်ဘူးမှာပါဒီချို့ရုပ်ရှင်ဇာတ်ကားတွေထဲမှာဆိုလို့ရှိရဆရာဝန်တွေကအဲ့လိုမျိုးပေါ့နော်အာဒီ လူနာတွေကိုဒီလိုမျိုးပေါ့ခွဲစိတ်တာတို့ဘာတို့ပေါ့နော်အဲ့လိုပုံစံမျိုးနော်ခွဲစိတ်တဲ့ပုံစံမျိုးအဲ့လိုပုံစံမျိုးကို तू ကမြင်ပြီးတော့အဲ့လိုပုံစံမျိုးမြင်ပြီးတော့ तू ကလှုပ်ကြည့်တာပေါ့နော်အဲ့လိုပုံစံမျိုးလိုပဲ तू ကတော့အဖြေထွက်ထားပါတယ်ခုလောလောဆယ်ကတော့နောက်ထပ်အာတည်င်းထူးလို့ရှိရင်လည်းကျွန်တော်ပြန်ပြီးတော့အဲ့ဒီကိစ္စကိုအဲ့ဒိတ်ပြန်လာလှုပ်ပေးပါမယ်ဖြစ်သွားတဲ့ အာအခုလက်ရှိဖန်ထားတဲ့အခါတော့ဒီလူပဲဖြစ်တယ်ပေါ့နော်ဒီအမျိုးသားပဲဖြစ်ပါတယ်သူကနေမှအဲ့လိုပုံစံမျိုးကြားလိုက်တာပေါ့နော်အဲ့ဒီကြက်ခံလဲရတဲ့ဒီကောင်မလေးကအရန်ကိုမှလည်းလိန်ပါတယ်လို့သူမိဘတွေကပြောတယ်ပေါ့နော်အာနောက်တစ်ခါဟာအဲ့ဒီကောင်မလေးကနိုင်ငံသားတွေကိုသွားပြီးတော့အလုံးလုံးတယ်အလုံးလုံးပြီးရင်သူ့အမေတွေအဖေတွေကိုလည်း တလားကိုပတ်တတောင်းအဲ့လိုမျိုးထောက်ပံ့တယ်ပေါ့နော်အဲ့လိုမျိုးထောက်ပံ့ပေးပြီးပြင်အဲ့ဒီကောင်မလေးကဘာထပ်လုပ်ပေးထားလဲဆိုရင်သူ့အမေနဲ့အဖေနေဖို့အတွက်အိမ်အကြီးကြီးကိုလည်းဆောက်ပေးထားတယ်လို့သိရတယ်ပေါ့နော်အရန်ကမှလိမ်မာရေးကြီးရှိပြီးတော့တည်တတ်တဲ့သမီးလေးတယောက်လိုပဲသူကအဲ့လိုမျိုးပြောထားတာပေါ့နော်သူ့ရဲ့မိဘတွေကအရန်ကမှအာခံစားရတယ်ပေါ့နော်ခံစားနေရတယ်ပေါ့နော်ဒီလူကိုသူကတကယ်ကိုမှဟိုဖြစ်သွားတယ်ပေါ့နော် ဆိုတော့ဖြစ်တဲ့ပုံစံကอืมသူ့ရဲ့အမေကအချိန်တုန်းကသူကဘေးတင်ကြီးထားတယ်လို့လည်းသူကပြောတယ်ပေါ့နော်ဘေးတင်ကြီးထားတဲ့အခါမှာဆိုလို့ရှိရင်တဲ့သူရဲ့အသက်60ပြည့်မွေးနေ့ရောက်တဲ့နေ့ကျလို့ရှိရင်ကိုအချေရဆုံးလူတယောက်အာအချေရဆုံးလူတယောက်ကအခုလိုမျိုးတွေဖြစ်သွားနိုင်နေဆိုတာကိုသူကဟောထားဘူးတယ်ပေါ့နော်ဒါပေမဲ့အဲ့ဒီသူအမေက စဉ်းစားတာကသူ့ရဲ့ချဲ့ရတဲ့တမီလေးလို့သူကလုံးဝမထင်ထားဘူးပေါ့နော်သူတို့ရဲ့အဖေပဲဖြစ်နိုင်တယ်လို့အဲ့လိုမျိုးတွတ်ထားပေါ့နော်ဘာဖြစ်လို့လဲဆိုတော့သူတို့ရဲ့အဖေကတဲ့အရွယ်ကြီးနေတဲ့အချိန်နေရာကိုရောက်နေတာဖြစ်တာကြောင့်မလို့အဲ့လိုမျိုးပဲထင်ခဲ့တယ်ဆိုတာကိုပြောထားဒီအင်တာဗျူးမှာလည်းသူ့အမေကပြောခဲ့ဘူးတယ်ပေါ့နော်အဲ့လိုမျိုးတကယ်ကိုမှ မိသားစုနဲ့ထပ်တူဝမ်းနေရပါတယ်အခုလိုမျိုးမိဘအပေါ်မှာတိတက်ဒိမ်မာရင်ကြည့်ရှိပြီးတော့ မိဘကိုပြုစုလောက်ကင်ကျွေးတဲ့သူတယောက်ဆုံးရှုံးသွားတာတကယ်ကိုမအင်မတန်ကိုမဝမ်းနေကြည်ကွဲရပါတယ်မိဘတွေနဲ့အတူထပ်တူစိတ်မကောင်းပါဘူးလို့ပြောရင်းနဲ့ဗီဒီယိုလေးကိုဒီမှာပဲဆုံးသတ်မှာဖြစ်ပါတယ်အားလုံးဘိုင်ဘိုင်